အားသာဝါလာရှင်ညီကောင်မလို့များလုံးပဲမင်္ဂလာမနက်ခင်ပါခင်ဗျာမေလာ၂ရက်နေ့ရဲ့နောက်ဆုံးရအာဆီနယ်မနက်ခင်သတင်း၄ပုဒ်ကိုကြိုတူတကွာကြည့်လိုက်ရအောင် ပထမအုံတင်တဲ့ပုဂ္ဂိုလ်တော့ရေဒီယိုမာကာကဖော်ပြတတ်တဲ့မာတင်ဇူမေရီသတင်းနဲ့ပြုံစလိုက်ရအောင်။ဟာကိုထုတ်ကတော့မာတင်ဇူမေရီသတင်းဆက်ပြီးတော့ပြောပြန်ပြီးအကြောင်းတွေထပ်နေပြီဆိုပြီးထင်ကောင်းထင်လိမ့်မယ်။ဒါပေမဲ့တစ်ခါတစ်ခါကျွန်တော်တို့ရတဲ့သတင်းတွေကကျွန်တော်တို့အသေးစိတ်အချက်လက်အတစ်ကလေးထပ်ထပ်ပြီးရပါဘောလေ။အခုအချက်လက်ကလည်းဘာလို့ဆိုတော့ real society တဲ့အသင်းရဲ့ဥက္ကဋ္ဌ Joker Apari Ve ကသူတို့အသင်းရဲ့ကွင်းလေကစားသမား မာတင်ဇူမန်ဒီကအနာဂတ်နဲ့ပတ်သက်ပြီးတော့ဂျွန်လာမှာအတရဝင်အတိပေးပြောလိမ့်မယ်ဆိုပြီးတော့ဖော်ပြသွားတယ်။ဆိုလိုချင်တာကမာတင်ဇူမန်ဒီကိုယ်တိုင်ကကလပ်သင်းပြောင်းမယ်မပြောင်းဘူး။ပြောင်းဖြစ်မယ်ဆိုလည်းဘယ်သူမှပြောင်းဖြစ်မယ်ဆိုတာကိုဂျွန်လာအတွင်းမှာတရဝင်အတိပေးသွားမယ်။သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးထုတ်ပြောဖို့ရှိဆိုပြီးတော့ဥက္ကဋ္ဌကိုယ်တိုင်ကအတိပြုသွားတာ။အဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကအာဆင်နယ်အသင်းကလည်းမာတင်ဇူမန်ဒီနဲ့ပတ်သက်ပြီးတော့ ေါင်50တန်းဆိုတဲ့စာချုပ်ဖြစ်တဲ့ကြီးကိုပေးဖို့အတွက်စူစီတက်ကိုတရားဝင်အတိပေးထားလို့ပြောထားတယ်။အဲ့တော့ဈေးကွက်ထဲမှာတော့ဇူယီမန်ဒီမဇူယီမန်ဒီဆိုပြီးလိုချင်တဲ့အသင်းတွေမှာအာဆီနယ်၊လက်ပါပူ၊ရီယယ်မက်ဒရစ်ရဲ့ဒီအသင်းတွေထဲမှာမှာ ီကစားသမားအတွက်စာချုပ်ဖြစ်တဲ့ညပုံပေးဖို့အတွက်ငါတို့က ready ပဲဆိုပြီးပြောတဲ့အသင်းကအာဆင်နယ်တသင်းပဲရှိတယ်တရဝင်းပေါ့လေဂျန်နယ်သင်းတွေကလည်းပြီးနိုင်ပါတယ်ဒါပေမဲ့တကယ်ကြတော့ကလပ်သင်းချင်းကြတဲ့မှာတော်တော်များချက်လက်တွေပြီးစီးပြီးဒီကစားသမားအတွက်ငွေပုံပေးနိုင်တဲ့အသင်းကတော့အာဆင်နယ်တသင်းနဲ့ရှိရဆိုပြီးတော့ Real Sociedad ဥက္ကရာဂျိုကင်အပါရီဘေးကဖော်ပြသွားပါတယ် Onstein နဲ့ ESPN ရဲ့ဖော်ပြချက်ရဆိုရင်တော့အချက်လက်တော်တော်များပြီးသွားပြီးအာဆင်နယ်ကိုပဲဇူယီမန်ဒီရောက်လိမ့်မယ်ဆိုပြီးတော့သူတို့ကတော့ဖော်ပြထားတယ်အဲ့တော့ Martin Zubimendi ကတော့လက်ရှိချိန်မှာအသက်26လေးရှိပြီဖြစ် တဲ့စပိန်သားသူနဲ့ပတ်သက်ပြီးတော့ကစားသမားဘလောက် quality ကောင်းလဲဆိုအားလုံးသိပြီးသားဒါပေမဲ့အရှိမလဲလပါဘူးကိုရောက်ခါနီးပြက်ပြဲခဲ့တာမျိုးစပိန်မျိုးခင်တွေ့တာကြောင့်ဟောတော်တော်များကအာဆင်နယ်စီကိုရောက်နိုင်ခြင်းနဲဆိုပြီးထင်ခဲ့တာဗောလေဒါပေမဲ့အာဆင်နယ်အသင်းဒီပြမီခေးအိုင်တာရဲ့စပိန်သားအများစုကိုခေါ်တဲ့ view ဟာကြောင့်ပြီးတော့နောက်တစ်ချက်ကမာတီဇူမန်ဒီကဘာကြောင့်အာဆင်နယ်ကိုအခုချိန်မှာရွေးထားလဲဆိုတော့စပိန်သားအများစုရှိတာဒီပြချုပ်ကစပိန်သားဂိုသမားကလည်းစပိန်သားပြီးတော့ကွင်းလယ်ယာမီခင်းမိန်တို့ကလည်းစပိန်သား နောက်ထပ်ရောက်လာမဲ့တောင်ပန်တိုက်စစ်ကစားမနီကိုဝီလျံကလည်းစပိန်သားဆိုတဲ့အချက်ဒီလိုစပိန်သားအများစုရှိတဲ့ဒီအသင်းကိုဒီကစားမလာခြင်းဆိုတာထူးဆန်းတဲ့အရာတော့မဟုတ်ပြီးတော့ဒီကလန်ရိုက်တို့မာတင်အိုဒီကတ်တို့လိုထိတ်တန်းကစားသမားတွေစာကာအပါဝင်ပေါ့လေဒီလိုကစားမအများစုရှိပြီးတော့နီးပြချို့ကိုယ်တိုင်စပိန်သားဖြစ်တဲ့အတွက်ဒီအသင်းကိုရွေးချယ်လိုက်တယ်လို့ထင်တယ်ကျွန်တော်ထင်တာမှမဟုတ်ဆိုရင်ကြံခဲ့တဲ့ຫນွေဈေးကွက်တုန်းကမီခင်းမိန်တို့ခေါ်လိုက်တာကမာတင်ဇူီမန်တီကိုခေါ်ဖို့အတွက်ရွှေကွက်တစ်ကွက်ကြိုးလုပ်လိုက်တယ်လို့ကျွန်တော်ထင်တယ် ်ပြီးတော့လေဒီကစားမောက်ကိုအာဆင်နယ်ကကြံခဲ့တဲ့စောင်းစည်းကွက်မှာတော့ရရင်လိုချင်ခဲ့တယ်။ဒါပေမဲ့ကလပ်အသင်းကတော့ဒီကစားမောက်ကိုနွေအပြောင်းရွှေ့ချမှာပဲလက်လွတ်မယ်ဆိုပြီးအတီးပြလိုက်တဲ့ချက်တချို့ report လည်းကြားရပါဘောလေ။အဲ့တော့26နှစ်ရဲ့စပိန်သားတို့ဒီရာဒီမှာ43ဝန်းမှာနောက်ကိုသိမ်းပြီးတလုံးဖိန်ထားတယ်။စာချုပ်ဖြတ်သိမ်းခြင်းကိုအာဆင်နယ်ကရဲရဲရော်ပေးမယ်။လောက်ခလာစာကိုလည်းနှစ်စာသုံးစာထိပေးဖို့ပြင်ဆင်ထားရပါဘောလေ။အဲ့ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတော့ရောက်စီခြင်းနဲ့ဒါပေမဲ့လည်းတခုကျွန်တော်တည်ထားမှာပါတီကိုလည်းအ ਨੇ စုံ တနည်းနှစ်နှစ်လောက်တော့တဒန်းတို့ဖို့လိုအပ်တယ်ပါတီမပါတဲ့အာဆင်နယ်ရဲ့ကွင်းလေကတော့ပြောမနေတော့ဇူမီမန်ဒီရောက်လာမယ်ဆိုတော့မှအင်္ဂလိပ်ကစားဟန်နဲ့ကာလာတစ်ခုကြာအသားယူရဖို့ရှိရယ်မိန်လိုရောက်ချင်တော့အသားမကျသလိုပေါ့အဲ့တော့ဇူမီမန်ဒီရောက်လာပြီးတော့တအားကောင်းတဲ့ကွင်းလေတစ်ခုမဖြစ်ခင်မှာဂျားထဲမှာဟန်တယ်ဖြစ်ဖို့အတွက်ပါတီတို့ကြောင့်တရားဒီလိုအပ်သေးရယ်ပေါ့လေအဲ့တော့ရေဒီယိုမာကာရဲ့ဖော်ပြထားချက်ရဆိုရင်တော့ဂျွန်လာပိုင်းမှာကျွန်တော်အနေနဲ့မာတင်ဇူမီမန်ဒီနဲ့ပတ်သက်ပြီးတော့ကိစ္စအဝဝကိုတရားဝင်သိရပြီဖြစ်ပါတယ် ုတိယမြောက်သတင်းတစ်ပုဒ်ကတော့ TVR ဖဘောကဖော်ပြထားပါဘို့လေဒါကတော့အာဆင်နယ်သင်းရဒေါမိုအသင်းရဲ့အင်္ဂလန်တောင်ပံကစားသမားဂျာမီကတင်ကိုနီကိုဝီလီယန်ရဲ့အစားထိုးပြစ်မှတ်အဖြစ်သတ်မှတ်ထားလို့ဖော်ပြထားတယ်။အကယ်၍နီကိုဝီလီယန်ခေါ်ယူရေးမှာလာစာကိစ္စညှိမရလို့အသင်းကမခေါ်နိုင်ရင်အဲ့ဒီမှာ plan B အနေနဲ့ဒီအင်္ဂလန်သားကိုအာဆင်နယ်တို့ကစောင့်ကြည့်မှုလုပ်နေတယ်တကယ်လဲစိတ်ဝင်စားတယ်။ဒါပေမဲ့လွယ်လွယ်နဲ့ခေါ်ဖို့ရောရဖို့တော့မရှိဘူး။ဘာကြောင့်လဲဆိုတော့ဒီကစားသမားကိုပိုင်တဲ့ ဒေါ်မွန်အသင်းဆိုတာကကစားသမားတအူးကိုအသင်းအသင်းကိုရောင်းတဲ့အခါဘလောက်ရေခတ်ရမလဲဆိုတော့ကောင်းကောင်းသိရဲ့အသင်းပြီးတော့တချို့ report တွေကဆိုဒီကစားမားနဲ့ပတ်သက်ပြီး Euro တန်းတရာဈေးကတ်ထားတယ်တဲ့ဈေးကွက်တန်ကြီးကကြံခဲ့တဲ့တလားနှစ်လားလောက်က Euro 35တန်းပဲရှိတာအခုချန်ပီယံလီသွင်းကိုရင်းနဲ့အတူတူ Euro တန်း90တောင်ဖြစ်သွားခဲ့ပြီဒီကစားသမားဒီရသည်ပြိုင်ပွဲစုံ55ဝက်မှာ72ဂိုးသွင်းပြီး3လုံးဖိုင်ထားတယ်ချန်ပီယံလီမှာတော့4ဂိုးသွင်းထားတယ်ကြံခဲ့တဲ့နှစ်က ခြေစုံကိုကျွန်တော်ပြပြယူမယ်။ကြံခဲ့တဲ့နှစ်က34ပွဲမှာ18ပွဲပွဲထက်ကစားထားပြီးတော့29သွင်း5လုံးဖိုင်တာတယ်။ဘာကြောင့်မလို့ကြံခဲ့တဲ့ယာဒီကခြေစုံနဲ့ဒီယာဒီခြေစုံကိုကျွန်တော်နှိုင်းရှင်ပြလဲဆိုတော့ဒီသားမရဲ့တိုးတက်လာတဲ့အခြေအနေပေါ့လေ။မနစ်ကထက်တော့အများကြီးကောင်းလာတယ်။သူ့ရဲ့တိုက်ကိုကျွန်တော်သွားကြည့်လိုက်တဲ့အခါမှာဒီကစားသမားရဲ့ဒီ off the ball movement ပြေးလွှားမှုတွေဘောလုံးနဲ့တသားတဲ့ဘောခဲရင်းကောင်းကောင်းပြေးလွှားမှုတွေနဲ့မာတီနယ်လီလိုမျိုးမြန်နှုံးမြတ်တောင်မန်တွေကနေပြီးတော့ counter test လုပ်တဲ့ပိုင်းမှာတော်တော်လေးကောင်းတယ်မာတီနယ်လီထက်ဒီကစားမှာပိုကောင်းသွားတာကအဲ့ဒီဝင်းကာပချန်းတွေဘောက်ထုတ်တိုးဝင်ပြီးတော့ finishing ကောင်းကောင်းလုပ်နိုင်တာတည်ငိမ့်နေမြေလိမ်ဘောကန်ရမယ့်အချိန်တောင်ဒီ down တွေကိုကန်ရမယ့်အချိန်မှာကောင်းကောင်းလေးဆုံးဖြတ်နိုင်တယ် အထူးသဖြင့်ကိုသမားနဲ့1 by 1တွေ့တဲ့ chance တွေမှာဆို finishing ပို့တီးကြတာတွေ့ရတယ်။တခါကျရင်ကျွန်တော်မာတီနယ်လီကိုအားမြောက်ဆိုတာအဲ့ချက်တွေ channel ဘက်မှာပြေးလွှားနေလို့ခံစစ်ကူနေလို့အရန်ကြီးတွေကျွန်တော်တို့အမှတ်မပေးဘူး။ဘာကြောင့်လဲဆိုတော့တိုက်စစ်တောင်ပံကစားမတူရဲ့တကယ့်ဂျူတီကဖြတ်တင်ပေါ်နေတဲ့ကိုတိုင်ဂိုးသွင်းနိုင်တာလိန်ခေါက်ဖြတ်ကျော်မှုပေါ့လေ။တခါကျရင်မာတီနယ်လီစီမာကကိုတိုင်လိန်ခေါက်ဖြတ်ကျော်တာတက်စားရင်နောက်ကို normal pass ပြန်ပြီးတဲ့အချိန်များတယ်။ပြီးတော့ဖြတ်တင်နေဆိုရင်လည်း ကိုယ်တိုင်ကံရမဲ့ချိန်နဲ့ဖြတ်တင်တဲ့အချိန်နဲ့တစ်ခါကျရင်မသေးကွယ်ဘူးဖြစ်ဖြစ်သွားတာအဲ့တော့ဒီကစားသမားကိုခေါ်လိုက်မယ်ဆိုတော့ဘယ်ဘက်တောင်မှတော်တော် upgrade ဖြစ်သွားမယ်ဒီနေရာမှာဒီကစားသမားတက်ဈေးအများကြီးမသုံးဘူးဆိုလဲ Premier League မှာ Seminho လို့လို့ကစားသမားကြီးတော့ရှိသေးတယ်အန်ဘူမိုပါဝင်ပေါ့လေဒါပေမဲ့ Arsenal အသင်းကတော့ Nico Williams နံပါတ်1ပြည့်မဲ့ဖြစ်သတ်မှတ်ထားတယ်အကယ်များလောက်ခရစားသတ်မှတ်ပြီးတော့ညှိနှိုင်းလို့မရတော့မှာပဲဒီကစားသမားကို plan B ဖြစ်ခေါ်သွားမယ်ပေါ့လေဒီနေရာမှာ Arsenal, Liverpool, Chelsea, Spurs တကယ်အသိန်းတော်များတော့ဒီကစားမကိုသဘောကျနေတယ် transfer market မှာ euro တန်60တန်ကြီးရှိပြီးတော့ဒီကစားမနဲ့ပတ်သက်ပြီးဒေါ်မွန်တို့ပေးနေရတော့ euro 9000ကျော်ပဲပေးရတယ်တနှစ်ကိုမှ euro သုံးခန်းပဲကျတင်ထားတယ်အဲ့တော့ nicole william ကိုမခေါ်ဘူးဒီကစားမကိုဈေးနည်းနည်းပြပြီးခေါ်လိုက်မယ်ဆိုရင်တော့လောက်ခလာသာပိုင်းတော့ထွေထူးညှိကြမရှိဘူးဒါပေမဲ့ကျွန်တော်ကတော့ဖြစ်နိုင်မယ်ဆိုရင်တော့လာစာညှိလို့ရတော့ nicole william quality မျိုးတော့လိုချင်တယ်ဒါပေမဲ့ညှိမရအောင်ဆိုရင်တော့ တပတ်ပေါင်လေးသိန်းဘာလို့ပေးနေမှာလဲဗျာဒီလိုကစားသမားတခြား option တွေပဲကျွန်တော်တို့ဥတီသွားနိုင်ခြင်းရှိပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါအာဆင်နယ်တို့က Premier League ပွဲစဉ်35ဖြစ်အာဆင်နယ်ဘုံမောက်ပွဲစဉ်မှာကင်တွယ်မဲ့ကွင်းလက်တိုင်းနဲ့ဘူရီယာနာမည်သိရပါပြီကွင်းလက်တိုင်းရဲ့နာမည်ကတော့ Jared Gillett ဘူရီယာနာမည်ကတော့ Michael Salivari ပေါ့လေအဲဒီတိုင်းကတော့အာဆင်နယ်ဖန်နဲ့မစိမ်းဘူးသူကင်ခဲ့တဲ့နှစ်ပွဲလုံးမှာအာဆင်နယ်နိုင်ခဲ့တယ်။ရာသီအစဝူးနဲ့ ပွဲစဉ်မှာအာဆင်နယ်သည်2-0နဲ့နိုင်ခဲ့တယ်။နောက်ပြီးစပါအသင်းနဲ့ကျွန်တော်အဝေးကွင်းသွားခံတဲ့ပွဲမှာ0-1နဲ့နိုင်ခဲ့တယ်။အဲ့နှစ်ပွဲလုံးမှာအာဆင်နယ်ရလက်ကောင်းခဲ့ပါလေ။အဲ့တော့ဂျာရက်ဂီလက်ကင်တွင်မဲ့ဘုံမောက်သင်းနဲ့ပွဲစဉ်မှာအာဆင်နယ်တို့ရှုံးကြွေးဆက်နိုင်မလားပထမကြုံတော့ကျွန်တော်တို့ဒါဆာလီဘာအနီကပ်ပြပြီးထုတ်ခံခြင်းတဲ့သူနှစ်ကိုပြက်နဲ့ ရှုံနေခဲ့ပေါ့လေအခုတော့ကို့အိမ်ခွေးမှာဘုံမောက်ကိုပြင်ပြီးအခန့်ကစားမှာဘုံမောက်ကနောက်ဆုံး၅ဘွဲရလက်ကိုကြည့်မယ်ဆိုရင်သူတို့ကတပွဲပဲနိုင်ထားတယ်အဲ့ဒါဖူဟန်ကိုနိုင်ထားတယ်ရှုံးတာကအစ်စွတ်တောင်းကိုရှုံးထားတယ်နောက်ပြီးတော့တရေ၃ဘွဲကမန်ချက်စတာယူနိုက်တက်နောက်ပြီးတော့ခရစ်စတယ်ပဲလီဝက်ဆိုင်းယူနိုက်တက် ဲ့တော့၃ပွဲတည်တပွဲနိုင်တပွဲရှုံးဒါသူတို့ရဲ့နောက်ဆုံး၅ပွဲရလက်အာဆင်နယ်ကျောင်းကတော့ကြောင်းကြီးကိုတည်ပြီးသားဖြစ်တဲ့အထူးလည်းမပြောတော့ဘူးအဲ့တော့အာဆင်နယ်အသင်းတွေနဲ့ဒီပွဲစီကိုအနိုင်ခံမှုလေလိုအပ်တယ်ဘာလို့လဲဆိုတော့လက်ကျန်လေးကနှစ်ပွဲလောက်တော့နိုင်မှပဲ အဆင့်နဲ့နေရာမြဲပါဗောလေပရီးမီးယားလီးရဲ့သတ်မှတ်ထားတဲ့ဥပဒေသားတွေရာဆိုရင်တော့အဆင့်ရက်တိကျတကူချင်းစီလိုက်ဆိုစုကြီးတွေကသူအများကြီးရသွားပြီးတော့လဲချန်ပီယံလိဝင်ကတော့1 2 5ဆိုပေမဲ့အဆင့်နဲ့နဲ့ဝင်တဲ့ချန်ပီယံလိကတော့ကျွန်တော်ပိုကောင်းတယ်ထင်တယ်အဲဆိုတော့ဒီပွဲစဉ်မှာလူကုံထုတ်မထုတ်တော့တစ်ချက်ကြည့်ရမယ်ဘာကြောင့်လဲဆိုတော့ချန်ပီယံလိဒုတိယအကျော်စီးဖိုင်နဲ့ပြင်သစ်မြေတော့မဲ့ပွဲစဉ်ကလည်းဒါပြီးရင်၄-၅ရက်ဆိုသွားပြီးကန်ရတော့မှာအဲဆိုတော့ဒီပွဲစဉ်မှာလူစုံထုတ်ပါမလားဆိုတော့ကျွန်တော်တို့တစ်ချက်တော့စောင့်ကြည့်သွားမှာပါ ဒီ season လေးကိုဒီကောက်ကွန်ကြီးပေါင်းပြီးတဲ့ show ဘလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်တညာကို6016633935တညာဆက်သွယ်ရသလိုနောက်ထပ်ဖုန်းနံပါတ်တစ်လုံးဖြစ်တဲ့ Viber ဖုန်းနံပါတ်တညာကို6965တညာကို63လုံး10ခုလည်းဆက်သွယ်လို့ရပါတယ် Viber ကိုကျကို sport နဲ့ငါးသုံးလုံးမိတူကစားမယ်ဆိုရင်တော့ကျွန်တော်လည်း letter ထားတဲ့ show ဘလုံးမှာကစားဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်ခင်ဗျာနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ Arsenal player of the match ဧပြီလအတွက်ပတ်သက်ပြီးတော့စကားတင်၄ရက်ကိုဖော်ပြပေးသွားမှာပါအာဆင်နယ်တင်းရပေးအပ်တဲ့ဧပြီလအတွက်အကောင်းဆုံးကစားသမားစုကိုတော့ဂျက်ကူကီဗီယောဂါဘရီယယ်မာတီနယ်လီလီယန်နိုထရော့ဆက်ဒီကလန်ရိုက်ဒီကစားသမား၄ဦးတည်းကနေပြီးတော့ရွေးချယ်သွားတော့မှာပါဂျက်ကူကီဗီယောကတော့ကြံခဲ့တဲ့ဧပြီလအတွက်မှာတကိုးသွင်းထားတယ်ဂါဘရီယယ်မာတီနယ်လီကတော့၂ကိုးသွင်းတလုံးဖိုင်ထားတယ်လီယန်နိုထရော့ဆက်ကတော့၄ကိုးသွင်းထားပြီးတော့ဒီကလန်ရိုက်ကတော့အဲ့ဒီဧပြီလအတွက်မှာ၂ကိုးသွင်းနှလုံးဖိုင်ထားတယ် ်အကောင်းဆုံးဘယ်သူရမလဲဆိုတော့တော်တော်လေးတော့ခံမှန်းရခက်တယ်ခီဗီယောဆိုလို့ရှိရင်လည်းအသင်းအတွက်အရေးပါတဲ့ကစားသမားဖြစ်လာခဲ့ပြီးတော့တကယ့် performance ပြနိုင်တယ်ကလင်းရှစ်တီးရခဲ့တဲ့ပွဲတွေရှိခဲ့တယ်နောက်တစ်ယောက်ကမာတီနယ်လီနှစ်ကိုးသွင်းတကိုးဖိုင်တာရယ်ဆိုပေမဲ့အခုနောက်ဘက်မှာခြေစွမ်းနည်းနည်းလေးပြန်ကျသွားတယ်ဒါသူကတော့ဖယ်ထားလို့ရပြီလီယန်ဒိုထရော့ဆက်ကတော့လေးကိုးသွင်းတာဆိုပေမဲ့ကျွန်တော်ထင်တော့ခီဗီယောနဲ့ဒီကလန်ရိုက်နှစ်ဦးတည်းကတဦးဦးကတော့ဧပြီလအတွက်အကောင်းဆုံးရသွားမှာထင်တယ်အထူးသဖြင့် free kick တွေနဲ့တစ်ဆင့် champion league မှာအလှပဆုံး goal တွေသွင်းခဲ့တဲ့ rice ပဲအာဆင်နယ်တင်းကပေးရတဲ့ April လောက်အတွက်အကောင်းဆုံးရသွားနိုင်ခြေရှိပါတယ်။ပြီးတော့လည်းအာဆင်နယ်တင်းရဲ့ captain ဆိုတာကကျွန်တော်တို့မြန်မာစကားပြောတဲ့လူတွေတည်းမဟုတ်ဘူး။အဲ့လန်ဒန်ကအင်္ဂလိပ်စကားပြော native တွေကိုယ်တိုင်ကသူတို့ကိုယ်တိုင်က rice ကို captain ပေးခြင်းဆိုတဲ့စကားတွေမကြာခဏတွေ့နေတယ်။အဲ့ဒါဆို Martin Odegaard ခုနကခြေစွမ်းရင်းရဲလာတာလေဒီစကားကြီးနဲ့တစ်ဖက်တစ်လမ်းတော့သက်ဆိုင်မှုတော့ရှိနိုင်တယ်ဗျ။သူက captain လက်ပတ်ကြီးဝတ်ဆင်ကစားရင်ပဲအာဆင်နယ်အတိုင်းဝိုင်းရဲ့တော်တော်များပါစပြမှာ rice ကိုပဲ captain ဖြစ်ချင်နေတယ်။အဲ့ဒါကလည်းကစားသမားရဲ့ခြေစွမ်းနည်းနည်းရင်းရဲသွားတာနဲ့ တ်ဆိုင်နိုင်ကြတော့ရှိရဲ့ဗျအဆုံးထိကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ